ချစ်ရွာပင်နေတဲ့ပြည်သူအလုံးမင်္ဂလာပါ2025ဒီဇင်ဘာလ17ရက်နေ့ဇာတ်ပတိနေ့ဒီနေ့တာလက်နေရကမြောင်းရက်စန္ဒီယာရကရှေ့ရက်ရံပေါ်ရရကတောင်ရက်ဖြစ်ပါတယ်မူလဆန်းရှင်တက်ကကပြုတ်ပါဖလာကုန်ဒီနက်ခတ်ဖြစ်ပါတယ်ဒီနေ့ကလေးကျိုးမြိတ်စာရာဒီမှာတည်တယ် တနင်္လာကျိုးတင်ရသည်မှာတည်ရှိတယ်။အင်္ဂါကျိုးဓနုရသည်မှာတည်တယ်ဗုဒ္ဓကျိုးဒိဋ္ဌာရသည်မှာတည်ရှိတယ်ဇာတပတိကျိုးမေတောင်ရသည်မှာနောက်ပြန်သွားပြီးတည်ရှိတယ်သောက်ကြကျိုးပြိဿရသည်မှာတည်တယ်စတင်ကျိုးမင်းရသည်မှာတည်ရှိတယ်ရာဟုကျိုးကောရသည်မှာတည်ရှိပြီးတော့ကိတ်ကျိုးကသင်ရသည်မှာတည်ရှိတယ်မေတ္တာရသည်ဘွားနေမှာရန်နောက်ဆက်တဲ့ထိတိုက်တွေ့မယ်ပြီးမှလူပြည့်စုံမယ် ခတိပြတ်တဲ့သူတွေနဲ့တွေ့တဲ့စိတ်ရှုရလိမ့်မယ်အတိုက်ခံများနဲ့ကြုံတွေ့ရတယ်ပြည်သာရသည်ဘွားတွေမှာရပိုက်ခွေပြန်ရမယ်အတိုက်ခံကြအတူတက်မယ်မထင်မှတ်ဖဲဝေးကွာနေတဲ့သူတွေနဲ့ပြန်လဲဆုံစည်းရလိမ့်မယ်မေတော်ရသည်ဘွားတွေမှာအထူးဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ဘဝတိုးတက်မှုလမ်းကြောင်းပေါ်မယ်ဥတည်တဲ့တဲ့နဲ့လောက်ကကျေကျိုးပေးမယ်နေရာထိုင်ခင်းကိစ္စပြောဆိုမှုကြုံစင်ပြေမယ်ကလကရသည်ဘွားတွေမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးခွဲကျိုးပေးမယ် အပြန်ဆိုင်တက်ကန်နေကြတိုးတက်မှုကိုဖန်တီးနိုင်တယ်အခက်ခဲနဲ့ကြုံပြီးမှအောင်ပြန်မယ်တင်ရာဒီဘွားတွေမှာထူးခြားစွာကံကောင်းမယ်၊တို့ရာပြည့်စုံမယ်၊မိကောင်းဆွေကောင်းထောက်ကူကြမယ်၊ဘဝတိုးတက်မှုကံပွဲ့မယ်၊ငွေချေးကံကောင်းမယ်။ကံရာဒီဘွားတွေအတွက်အရာရာစင်ပြေသောအနေထားနဲ့တိုးတက်တဲ့ကံပွဲ့မယ်၊တို့ရာပြည့်စုံမယ်၊ဘဝတိုးတက်မယ်၊ရင်မကျအောင်မြင်မယ်။တို့ရာဒီဘွားတွေမှာအပြိုင်ဆိုင်တဲ့ရှင်ပြေပါအောင်မြင်မယ်။ အတိုက်ခံတဲ့ဂျုံပြီးမှလိုရာပြည့်စုံမယ်အခက်ခဲကျော်လွှားပြီးဘဝအောင်မြင်မယ်ဒိသာယာတိဘဝတွေမှာရံများမယ်တိုက်ခံများမယ်စိတ်ပမန်တူပမန်ဖြစ်မယ်ဥတ္တရာဇာကြောင့်နောက်ဆက်ရှိမယ်ဓနုယာတိဘဝတွေထူးကန်ကောင်းမယ်စိတ်ကူးစမ်းကြယ်မှုရှိသလောက်ဆင်ပြေမယ်ခက်ခဲတဲ့ကိစ္စဖြစ်ရှင်းနိုင်မယ်မကာရယာတိဘဝတွေမှာရှင်ပြန်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ခက်ခဲဖြစ်ရှင်းနိုင်မယ်အောင်မြင်မှုလမ်းကြောင်းတွေနဲ့တိုးတက်မှုတွေပေါ်ပေါက်မယ် ကုံရံဒီဘွားတွေအတွက်ရံများမယ်တိုက်ခတ်များမယ်စီစဉ်တာနဲ့လက်တွေကွာဟမယ်မေယာဒီဘွားတွေမှာအရာရာဆင်ပြေမှုနဲ့တိုးတက်မှုကံတွေပေါ်ပေါက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောက်ကံခြင်းရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိပါလိမ့်မယ်တနေ့သာသာတွင်အားလုံးတို့အတွက်ကြိုးပင်းတဲ့အကြောင်းကတော့အဖြူစိမ့်ပြီးတော့ပြန်လို့နေဖြစ်ပြီးတော့ကောင်းမြတ်ကံတွေကိုရဖို့အတွက်အရှိရဖို့မျက်နှာမူပြီးစာကဆုပ်မြေမှာကျင့်ကြံပြီးချက်ကက်သက်သွားလို့အစာကျွေးပါကျေးဇူးတင်ပါတယ်